။မန္တလေးအကယ်ဒမီရုပ်ရှင်မန္တလေးကအ ਨੇ ဆုံးတော့ဝါလောက်တော့မှန်းထားတယ်။၄၅ဆီလောက်ပါပဲ။အဲ့လောက်ဆိုရရင်ကြည်နေပါ့။ဆူတောင်းလိုက်။မလေးဒရမ်းဟုတ်ဘူးဟောင်းပါဟာတာကားဆိုရမှာမဟုတ်ဒရမ်းပါပဲပြောစမ်းခင်ဗျားပြောမယ်စကားကိုကျုပ်ပါနားထောင်ဘာပြောမလဲပြောဒရမ်းကားနဲ့ရမယ်ထင်တယ်ဟုတ်ဟုတ်ဒီရုပ်ကို ဖြစ်နိုင်တတ်တော်ကပြစ်ရှင်တာနားရလားတချို့ပြိတ္တတွေဆိုပြောတယ်သူ့ဟောသူ့ထွန်းမမရရဘူးသူ့ဟာတာရရမှာသူ့ဟာတာနဲ့ပုံပြီးလိုက်မြေလို့ပြောရပါတော့အတူတူပါပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြိတ္တတွေကလည်းတခါတည်းကလည်းရမ်းချင်ဖို့ကောင်းတယ်ကိုယ်လည်းရမ်းချင်နေကြတယ်နည်းကိုမုန်းနေဝေးတော့မုန်းနေတို့ရသွေးရသားရပုတ်ပတ်သူနေအောင်မုန်းနေဗျာလဲပြိတ္တတွေလည်းဆက်ပြီးချစ်ပေးကြပါအောင်များများချစ်ပေးကြပါအောင်ညံ့သေးလေးကောင်းနေပြီ တိမ်မြုံလာရင်လွမ်းနာချာဖိဖိဖိအမလေမုံလိုက်ခါရုပ်ခွာအန်ညစီအဲဖိရဲလေတော့လောငါပြိအနေကလောခံလို့မရကျွန်တော်ငါပြိအနေနဲ့ကျွန်တော်နဲ့တိုက်ရဲတွေ့ကျွန်တော်မူးပါလဲတာငါပြိရနှမ်းရတာလည်းပဲမူးပါမူးလဲတယ်လို့ပြောတဲ့လူတွေအံ့ဩကြည်ဟာကြီးနော်တခါတည်းနေရဘွားပါပြန်သွားအာမငငယ်လေးကလည်းအဲ့လိုမျိုး ဟိုဂျုံဆန်ပြောင်းနေပဲစားအဓိကရက်ကိုတိုင်းရဲ့စားလို့ရမှာတောက်ဥမှာထမင်းမစားမဲနဲ့ပါမုတ်စားတာလို့မနက်မိုးလည်းအဲ့လိုပါမုတ်ကြိုက်တာလို့ကျွန်တော်အဲ့လိုဘူစာတွေတအားကြိုက်တာရှင်လုံးရဲ့ခိုက်ကျရင်ဖင်ဝရဲ့ကခိုက်ကျခြင်းမြမအစားစားတိတ်မစားတတ်ဘူးအဲ့လိုဝင်းကားတွေပါလေတိတ်မစားတတ်ဘူးအငတ်နေမသားနဲ့ဟိုဘူစာပတ်သက်တာစားတာများတယ်အဲ့ကျွန်မြမသားတိတ်မစားတတ်တာမယုံမယုံအဲ့လိုပြော ကျွန်တော်ဘယ်ရောက်ဟုတ်တယ်လေညီမနဲ့စပ်ပြီးကိုရီးယားရောက်ထွက်လာတယ်ပြောပါဦးခင်ဗျာပြောတယ်ခင်ဗျာဘုသူပြောတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဘူကျော်ရုပ်ကောတက်ကထွန်းရုပ်နဲ့ငါလောက်ရင်သေတော့မယ်ဖယားမြားသပိတ်တက်လူပဲရုပ်နဲ့လုံနေတာရန်ကုန်မှာဆိုးတာမင်းတို့တော်သားတွေယူလားအဲတော်သားတွေကလူဘာအဝဆုံးဗျာငါတို့ကခံနေရတာ